မြန်မာစာပြည်တရာအားလုံးပါတဲ့ဝတ်ကြတဲ့ကြောင်းလောက်စဉ်းစားကြည့်ဘူးလားโอเคဒီနေ့မှာတော့မြန်မာစာပြည်တရာအားလုံးပါတဲ့ဝတ်ကြတဲ့ကြောင်းအင်္ဂလိပ်စာပြည်တရာအားလုံးပါတဲ့ဝတ်ကြတဲ့ကြောင်းကို အားလုံးအတွက်မျှဝေပေးဖို့ရှိပါတယ် ဲ့တော့ typing ခုမှစပြီးတော့လေ့ကျင့်မဲ့လူတွေအာကွန်ပျူတာသုံးနေတာကြာပြီးတော့လည်း typing ကကြာတော့တိတ်မမြင်သေးဘူးပေါ့မြန်မာသားရောအင်္ဂလိပ်လိုပါလေ့ကျင့်နေတဲ့သူတွေအတွက်နော်အဲ့တော့မြန်မာအခေယအင်္ဂလိပ်အခေယပြီးတရတွေအားလုံးပါတဲ့ဝတ်ကြတစ်ချောင်းစီနဲ့မိတ်ဆက်ပေးပါမယ်ဆိုတော့ typing software တွေမလိုအပ်ဘူး။နောက်ပြီးတော့ website တွေမှာဝင်ပြီးတော့ရိုက်ဖို့မလိုဘူး။မိမိ set ထဲမှာအဲဒီစာရိုက်လို့ရမယ်။ Microsoft Word တို့နောက်ပြီးတော့ Notepad တို့ရှိုံနဲ့အလွယ်တကူလိုက်ပြီးတော့ လေ့ကျင့်လို့ရမယ့်နည်းလမ်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတူတစ်ချက်လိုက်ကြည့်အောင်နော်ဆိုဒီမှာတော့ကျွန်တော်အလွယ်တကူပဲ Microsoft Word ဖွင့်ထားတယ်မိမိဆက်မှာကြတော့ဒီ Office က Activate မဖြစ်ဘူးဆိုရင် Notepad နဲ့အသုံးပြုရင်လည်းရတယ်เนาะဆိုတော့ဒီမှာကျတော့လွယ်တာကစသွားမယ်ဆိုတော့အင်္ဂလိပ်လိုစပြီးတော့သွားလိုက်မယ်ဆိုတော့ အင်္ဂလိပ်မှာအင်္ဂလိပ်စာမှာကကြတော့ A to Z ပေါ့လေအာသူကတော့ဘီရောတရာရောစုစုပေါင်း26လုံးရှိတယ်ဝကြတကြောင်းထဲမှာအဲ့ဒီဘီတရာအလုံးပါတဲ့เนาะအဲ့တော့ဒီဝကြတွေကကျွန်တော်တွေ့ဘူးတလောက်56ခုရှိတယ်เนาะသို့တော်လေဒီမှာအသုံးအများဆုံးဝကြတခုကိုပြောမယ်ဆိုရင် The Great Brown Fox Champs over the Lazy Dog เนาะအဲ့ဒီစာသားကိုပဲကျွန်တော်တို့ကအပြင်းပြင်းလန်းလန်းထက်ခါထက်ခါရိုက်သွားရုံပါပဲ စသဖြင့်နော်အဲ့တော့ဒီစာပိုက်ဒါလာဒီဝကြဟိုပဲထက်ခတ်ထက်ခတ်ရိုက်သွားခြင်းအဖြစ်အင်္ဂလိပ်စာလက်ကွက်ကအချင်းတို့အတွင်းမြန်မြန်ဆန်ဆန်ရိုက်နိုင်ပါလိမ့်မယ်နော်အဲ့တော့ဒီ sentence ဒီဝကြဟိုမေ့နေတယ်ဆိုရင်လည်းစိတ်ပူပိုးမရှိဘူးကျွန်တော်တို့က random text နဲ့ generate လုပ်လို့ရတယ်အဲ့တော့ဒီစာသားကို random text အနေနဲ့ generate လုပ်မယ်ဆိုရင်တော့ word မှာ အလုတ်လုတ်လို့မရဘူးဆိုတော့ power point ကိုဝင်ရတယ်เนาะဆိုတော့ဒီမှာကျွန်တော် power point ဖွင့်ထားတယ် slide တစ်ခုယူလိုက်ပါပြီးတော့ dashboard တစ်ခုယူပြီးတော့သူကတော့ random text ဖြစ်တဲ့အတွက်ကျွန်တော်တို့က dashboard မှာကာဆာချညင်းများချင်းနဲ့စာရမယ်เนาะ r a n d random ကိုပြောကျင်တာ random ရဲ့အတူကအဲ့တော့ small letter capital letter ကြိုက်တာနေရေး ီးတော့မှနောက်မှာ ქვენ စထည့်ရမယ် ქვენ ပိတ်ထည့်ရမယ်เนาะပြီးတော့ကျွန်တော်တို့က enter ခောက်လိုက်တာ ਨੇ အဲ့ဒီ the quack brown fox champ super the lazy dog ဆိုတဲ့ဝတ်ကြကိုသူကထပ်ခါထပ်ကရေးထားတာပဲအဲ့ဒါကို copy ယူပြီးတော့ Microsoft Word မှာနမူနာအဖြစ် paste ချပြီးတော့နမူနာကြည့်ပြီးတော့ရေးလို့ရတယ်เนาะဒါဆိုရင်တော့အင်္ဂလိပ်စာ typing အတွက်အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ပြီးတော့နောက်တစ်ဆင့်တက်ပြီးတော့เนาะအဲ့တော့ရိုက်မယ်ဆိုရင် what မှာပဲ random text ခေါ်ပြီးတော့ရိုက်လို့ရတယ်အဲ့တော့ random text ခေါ်မယ်ဆိုရင်အဲ့ random text ခေါ်မယ်ဆိုရင် Microsoft Word မှာတော့လွတ်တဲ့နေရာမှာကစာချပြီးတော့အဲကျွန်တော်တို့ random message မှာတွေ့ခဲ့တဲ့ညီမချင်း RND เนาะ small letter capital letter အလုံးရတယ်နောက်မှတွင်စထည့်ပြီးနောက်ပြီးတော့တွင်ပိတ်ထည့်ပြီးပြီးတော့မှကျွန်တော်တို့က enter ကိုနှိပ်လိုက်မယ်ဆိုရင်သူက random text ကြာလာတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် နော်စာတပိုက်ရဲ့အောက်မှာ ကာစာချအင်တာခောက်ပြီးတော့နောက်တစ်ကြောင်းဆင်းတပိုက်စီကိုလိုက်ပြီးတော့ရေးသွားလို့ရတယ်အဲ့တော့မြန်မာစာမားကတော့ကျွန်တော်သိသလောက်ကျွန်တော်လေ့လာမိသလောက်အဲ့ဒီလိုဝကြတကြောင်းနဲ့เนาะပြီးသရအားလုံးပါတယ်ဝကြမရှိဘူးเนาะအဲ့တော့ကျွန်တော်လေ့လာတာမပြည့်စုံတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ကကြတော့ဒီအားလုံးအသုံးပြုနိုင်ဖို့အတွက် เนาะ DeepSeek AI ကိုအသုံးပြုပြီးတော့ generate လုပ်ကြည့်တယ်အားလုံးမပြည့်စုံတာကိုကျွန်တော်ကပြင်ပြီးတော့ modify လုပ်ထားတယ်ပေါ့လေဆိုတော့အဲ့ဒီဝကြကိုကျွန်တော်ဖတ်ပြမယ်เนาะတီဟိုမှာဧည့်သည်ဒီကာကျော်ဥညာနာသည် Are you would not ဆေးကျန်း၌ပါသောဇာတပုတ်ကိုဇလွန်စည်းဘေးဗာရမင်ထက်တက်၍အင်ဒရေရှင်အောဝဒံဖြင့်ဤသို့အဋ္ဌံလျက်ဂဂနနာဖတ်ခဲ့၏ ့ဆိုတော့ဒါဒီဝတ်ကြတကြောင်းနဲ့တူကမြန်မာစာเนาะအဲ့တော့ဒီဘီရောတရာရောဘီဆိုရင်32လုံးပဲဆိုပါတော့တရာကတော့12လုံးပေါ့เนาะအလုံးပါပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့အချင်းချင်းထက်ထက်ရိုက်ချင်းအားဖြင့်เนาะအဲ့တော့မြန်မာစာတိုက်ပင်းအရေးသားအချင်းတို့အတွင်းမှာအများကြီးတွက်လက်ကျွမ်းကျင်လာပါလိမ့်မယ်เนาะဆိုတော့ဒီဝတ်ကြမှာအမှားရင်းတစုံတရာတွေ့လားတွေ့တယ်ဆိုရင် comment မှာရေးပေးခဲ့ပါ အကယ်၍ဒီဝကြရဲမှာမြန်မာစာပြည်တရတဲ့ကမပါတဲ့เนาะအဲ့တော့စာလုံးများရှိသလားမပါတာတွေ့တယ်ဆိုရင်လည်းနောက်ကမမရေးပေးခဲ့ပါအကယ်၍မိမိကเนาะအဲ့တော့ဒီမြန်မာစာပြည်တရဝကြတကြောင်းနဲ့မှာမြန်မာစာပြည်တရအားလုံးပါတဲ့ဝကြတကြောင်းလောက်တိထားတယ်သို့မဟုတ်เนาะမိမိလှုပ်ထားတာရှိတယ်ဆိုရင်လည်းအားလုံးအသုံးပြုနိုင်အောင် comment မှာရေးပေးခဲ့ပါအောင်နော်ဆိုတော့ဒီဗီဒီယိုကအင်္ဂလိပ်မြန်မာနှစ်ဘာသာလုံးနဲ့တိုက်ပင်လေ့ကျင့်နေတဲ့သူတွေအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Office Solutions Expert တဲ့နယ်ရဲ့ founder ဆရာဦးတင်မောင်ဆွေ ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်တဲ့မှာတက်လို့ရမယ်အတန်းတွင်နဲ့မိတ်ဆက်ပေးပါမယ်နော် အဲ့တော့ကျွန်တော်တင်တဲ့မှာတော့ဒါတက်လို့ရမယ့်အဒန်းတွေကဟိုတန်းခွဲတွေတော့အများကြီးရှိတယ်အဓိကပို့ချနေတာကတော့ Microsoft application တွေကိုပို့ချပေးနေတာဖြစ်ပါတယ်ဆိုတော့ Microsoft Word တင်တဲ့တွေရှိမယ် Microsoft Excel တွေရှိမယ် Excel ကတော့တန်းခွဲအများကြီးရှိတယ်เนาะနောက် Microsoft PowerPoint ရှိမယ် Microsoft Power BI အတန်းတွေရှိပါမယ်အဲ့တော့ဒီအလားဘာသာရပ်တစ်ခုစီမှာလဲတန်ခွဲတွေကเนาะတစ်ခုမကအများကြီးရှိတာဖြစ်တဲ့အတွက်တန်ခွဲတွေနဲ့ပါ မိတ်ဆက်ပေးပါမယ်ပထမကတော့အတက်များဆုံးဖြစ်တဲ့ exec ဆိုပါဆို exec ကျွမ်းကျင်မှုတည်တံ့ကိုပို့ချတဲ့အတန်းက exec for business လို့ခေါ်တဲ့ e4b အတန်းတွေဖြစ်ပါတယ်အဲ့တော့ e4b မှာ level 3ခုခွဲထားပါတယ် e4b level 1ကတော့ basic ကနေပြီးတော့ advanced ထိပါဝင်မဲ့အတန်းဖြစ်ပါတယ် e4b level 2ကတော့ exec expert level ဖြစ်ပါတယ် e4b level 3ကတော့ exec master level ဖြစ်ပါတယ်အဲ့တော့ တန်းစီမှာတော့ကျွန်တော်တို့ပို့ချထားတဲ့ဟလာဗီဒီယိုရေးအတွက်နဲ့နိုင်ရီဒီယိုပြောရရင်ပထမ level 1ပေါ့နော် excel level 1လို့ပြောရင်လည်းရတယ်တနည်းအားဖြင့် excel for business e4b level 1တနည်းအားဖြင့် basic ကနေပြီးတော့ advanced ထိပါမယ်အတန်းမှာကျွန်တော်တို့ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း49ခုကိုလေ့လာမှဖြစ်ပြီးတော့ပို့ချထားတဲ့ကြာချိန်က18နာရီရှိပါတယ် level 2 expert level ကကြာတော့ပို့ချထားတဲ့ဗီဒီယို46ခု เนาะအဲ့တော့ရှိတာဖြစ်ပါတယ်ပို့ချထားတဲ့နိုင်ကြခြင်းက920ဖြစ်ပါတယ် level 3 master level ကတော့ပို့ချထားတဲ့ဗီဒီယိုတရားနှစ်ခုလေ့လာမှဖြစ်ပြီးတော့เนาะကြာချိန်စုစုပေါင်း45နာရီတနည်းအားဖြင့်ပို့ချထားတဲ့ကြာချိန်45နာရီလေ့လာမှဖြစ်ပါတယ် အဲ့တော့ example business က exe ကျွမ်းကျင်မှုကိုပဲတည်တံ့ပို့ချတာเนาะ level like ပေါ့လေ exe function တွေရော exe exe မှာတည်ရမယ်အခြား feature တွေပါအားလုံးပြည့်စုံเนาะလေ့လာရမှာဖြစ်ပါတယ် exe နဲ့ပတ်သက်လို့ now exe for accountants လို့ခေါ်တဲ့ e4a ရှိသေးတယ်အဲ့ဒါကတော့ automate financial statement ကို exe နဲ့ထုတ်တဲ့အပိုင်းကိုတိုက်ရိုက်ပို့ချတာเนาะ exe ကျွမ်းကျင်မှုကိုတည်တံ့ပို့ချတာမဟုတ်ဘူး financial statement ကိုတိုက်ရိုက်သွားတာပါ level နှစ်ခုရှိပါတယ် e4a junior ကကြာတော့ junior account level အတွက်ဖြစ်ပါတယ်နောက်တစ်ခုက e4 ရေ senior က senior accountant တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ junior level မှာဆိုရင်ပို့ချထားတဲ့ video စုစုပေါင်း36ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချခြင်းက16နာရီခွဲဖြစ်ပါတယ် အဲ့ senior level မှာကကြတော့ပို့ချထားတဲ့ video စုစုပေါင်း46ခုရှိပြီးတော့ပို့ချထားတဲ့နိုင်စုစုပေါင်း24နိုင်ခွဲလေးလာမှာဖြစ်ပါတယ်။လုံးဝ fully 100% automate financial statement တွေကို AZ Power Query အသုံးပြုပြီးတော့ထုတ်တဲ့အတန်းဖြစ်ပါတယ်နော်။အဲ့တော့ အဲတင်ယူအပြည့်စုံကတော့လေကျွန်တော်တို့ Facebook page မှာနောက်ပြည့်စုံတင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့တင်နိုင်ရဲ့ Facebook page ကိုဝင်ပြီးတော့တင်ယူအပြည့်စုံဖတ်ရမယ်။ရှေ့မှာပြောခဲ့တဲ့ example business ရော example accountants ရောတင်ယူအပြည့်စုံတင်ပေးထားပါတယ်။ example accountants ကိုတက်မယ်ဆိုရင်တော့ example ကျွမ်းကျင်မှုလိုအပ်တယ်။အနည်းဆုံး advanced level လောက်ရှိရမယ်။ example advanced level မရသေးဘူးဆိုရင်ရှေ့မှာပြောခဲ့တဲ့ example business နဲ့တွဲပြီးတော့တက်ရမယ်နော်။ ။နောက်ကျွန်တော်တို့ဒီ Power BI အတွက်ပြောရမယ်ဆိုရင် Power BI အတွက်တန်းခွင်နှစ်ခုရှိပါတယ်။နောက်ပထမတစ်ခုကကြတော့ Power BI Specialist ဖြစ်ပါတယ်။နောက် Basic ကနေပြီးတော့ Advanced ကြီးပါတဲ့အတန်းဖြစ်ပါတယ်။ဒုတိယတစ်ခုက Power BI Pro လို့ခေါ်တဲ့ Professional Level ဖြစ်ပါတယ်နော်။ Power BI Pro ကကြတော့ Pro License ကိုပြောတာမဟုတ်ဘူး။ Power BI Pro မှာ Pro License Feature တွေရော Premium License Feature တွေရောအားလုံးပြည့်စုံ ပို့ချပေးထားပါတယ်ဆိုတော့ power bi ကိုစပြီးတော့တက်မယ်လေ့လာမယ်ဆိုရင်ပထမတစ်ခုဖြစ်တဲ့ power bi specialist ကစပြီးတော့တက်ရမယ်တနည်းအားဖြင့် basic ကနေပြီးတော့ advanced ထိပါတဲ့ level ပါပို့ချထားတဲ့ဗီဒီယို83ခုရှိတာဖြစ်ပြီးတော့ပို့ချခြင်းစုစုပေါင်းနိုင်30လေးလာမှာဖြစ်ပါတယ်အဲ့တော့ Power BI Pro လို့ခေါ်တဲ့ Professional Level ကတော့ နော်ဒီ data analysis ကို deep dive သွားနိုင်အောင် custom function ကိုကိုယ်တိုင်မွေးနောက်ပြီးတော့ရေးနိုင်အောင်နော်အဲ့တော့ synergy ပြင်ဆင်ပို့ချထားတဲ့ data ဖြစ်ပါတယ်ပို့ချထားတဲ့ video 132ခုလေ့လာမှဖြစ်ပြီးတော့ပို့ချချိန်က53နာရီဖြစ်ပါတယ် power bi ကိုအခြေခံအစပြီးတော့နော်လုံးဝဘရိုအစင်ကျွမ်းကျင်သည့်အထိလေ့လာမယ်ဆိုရင်တော့လေဗယ်နှစ်ခုလုံးကိုလေ့လာရပါမယ်ဒီအတန်းတွေရဲ့အသင်ရောအပြည့်စုံကိုလည်းကျွန်တော်တို့ရဲ့ Facebook page မှာဝင်ပြီးတော့ဖတ်ရမယ်နော် နောက်ကျွန်တော်တို့ဒီ what နဲ့ power point ကတော့ level ခွဲထားတာမရှိဘူးเนาะအဲ့တော့တည်တန်းစီပဲရှိတယ် what မှာလဲ basic ကနေပြီးတော့ advanced ပါတဲ့ level တစ်ခုလည်းရှိပါတယ်နောက် power point မှာလဲ basic ကနေပြီးတော့ advanced ပါတဲ့ level တစ်မျိုးပဲရှိပါတယ်เนาะအဲ့တော့ one မှာကတော့ပို့ချထားတဲ့ video 44ခုရှိမှဖြစ်ပြီးတော့ပို့ချခြင်းက7နာရီပါ power point မှာပို့ချထားတဲ့ video 42ခုเนาะလေးလာမှဖြစ်ပြီးတော့ပို့ချထားတဲ့နာရီက အ73နိုင်လေးလာမှာဖြစ်ပါတယ်။တင်ယိုးအပြည့်စုံကိုကျွန်တော်တို့ရဲ့ Facebook page မှာအပြည့်စုံရေးပေးထားပါတယ်။နောက် page ကိုဝင် ပြီးတော့ဖတ်ပါမယ်။ဆိုတော့ကျွန်တော်က delivery option နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့တင်တဲ့ကိုတူးချင်းပါဝင်လေးလာမယ်ဆိုရင်အဲ့တော့ဒီ Facebook private group မှာဝင်လေးလာရင်လည်းရတယ်။ Telegram group မှာဝင်ပြီးတော့လေးလာရင်လည်းရပါတယ်။တူဦးချင်းပါဝင်လေးလာမဲ့သူတွေက group member ဖြစ်ပါဝင်လေ့လာနိုင်ပါတယ် group membership က lifetime ဖြစ်ပါတယ်ဟာနော်ရှင်းမပြောခဲ့တဲ့တန်ခွေအတီးတီးရဲ့အတင်းရိုးတွေကိုဗီဒီယိုပြည့်စုံကိုသက်ဆိုင်ရာ group မှာပြည့်စုံတင်ပေးထားပြီးဖြစ်တဲ့အတွက်အဲ့တော့တင်နာပြည်ရတဲ့တခါလေဓာတ်ရိုက်ဝင်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့သက်ဆိုင်ရာအတန်းအတွက်ကိုယ်တိုင်လေ့လာရမယ်เนาะဒီ aside file မျိုးလည်းတခါလေတင်ပေးထားပြီးဖြစ်ပါတယ်ကိုယ်တိုင် self study လေ့လာရုံပါပဲ အဲ့တော့အုပ်စုလိုက်လေးလာခြင်းတဲ့သို့မဟုတ်ရင်လည်းဝန်ထမ်းတွေအတွက် corporate training ပေးလို့ရဆိုရင်တော့ကျွန်တော်တင်နိုင်ကိုတည်ကြားဆက်သွယ်ပြီးတော့เนาะအဲ့တော့ဒီဟာလာဆွေးနွေးပြီးတော့ဟာလာချင်းရတာ ਨੇ ပို့ချပေးလို့ရတယ်เนาะအဲ့တော့အုပ်စုလိုက်သို့မဟုတ် corporate training ဝန်ထမ်းတွေအတွက် corporate training ယူလို့တဲ့သူတွေကတော့တည်ကြားเนาะကျွန်တော်တို့ရဲ့ page messenger ကနေပြီးတော့ဆက်သွယ်ပေးရပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီအတန်းတွေမှာ အခုလက်ရှိအချိန်ထိ เนาะတင်နန်းသားပေါင်း9000ကျော်ပါဝင်ပြီးတော့လေ့လာနေကြပါတယ်အတန်းသားတွေရဲ့ကောင်းမွန်တဲ့ feedback တွေကိုလည်းရထားပါတယ်ကျွန်တော်တို့ Facebook page ရဲ့ review section မှာအတန်းသားတွေရေးထားတဲ့ review ကိုလည်းဝင်ပြီးတော့လေ့လာလို့ဖတ်လို့ရပါတယ်เนาะဆိုတော့တင်နန်းစုံစမ်းမယ်ဆိုရင်ကျွန်တော်တို့ Facebook page ရဲ့ Messenger ကနေလာပြီးတော့စုံစမ်းလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့ page မှာကြတော့ဒီ Messenger အစင်တင်နန်းစုံစမ်းလို့လည်းရတယ်လို့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့အတန်းတစ်ခုချင်းစီရဲ့ တင်ယူအသေးစိတ်ကိုလည်းတင်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page ကိုဝင်ပြီးတော့เนาะဖတ်လို့ရပါတယ်လာပြီးတော့စုံစမ်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တင်နာမှာပါဝင်လေ့လာကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်